မင်္ဂလာပါဗျာဒီနေ့မှာတော့ arkatdot.a ရဲ့သတင်းထူးတွေရှိနေတယ် arkatdot.a ရဲ့မနေ့ရက်ရသတင်းထူးတခုရှိတယ်ဒါပေမဲ့ကျွန်တော်ကအင်းမပြောသေးပါဘူးဆိုထားတာ arkatdot.a မှာ arkami မှာနိုင်ငံရေးသိပ္ပံတက္ကသိုလ်ဖွင့်လိုက်ပြီးအရာရှိအရာခံဖြစ်မဲ့ AA ရဲ့တက်တော်သားများကို နိုင်ငံရေးစီရေးအုပ်ချုပ်ရေးစနစ်တကျတင် जा ပေးပြီးခေါင်းဆောင်မျိုးဆက်တွေမွေးထုတ်တယ်။ဒါပြင်မှာဒီနေ့ဆိုရင်လေအရင်ချက်သိမ်းထားရတဲ့နှစ်ခုတွေ့လေ။ဘာတဲ့လဲဆိုတော့အာဂတ်တတော် EE မှာအဖရခိုင်နိုင်ငံတော်အတွက်စစ်မှုထမ်းဖို့ရခိုင်လူငယ်တွေ ကားတွေလှေတွေနဲ့အဆင့်ဆင့်ဝီလန်ခေါင်ပြားတဲ့ဒေတာကြီးဝါတွေစီကတော့စစ်တနတပုံရှာနေချီကိုအတိစိတ်တန်းနဲ့ကိုရောက်လာကြတယ်ဒေတာကန်ဒေတာကန်ရပါဗျာရခိုင်မင်္ဂလာစီတော်တီဗီတောင်းတောင်းဖျားဖျားလိုက်လံပို့ဆောင်ကျွန်တော်တော့ကြည့်ပြီးမျက်ရည်ဝဲပြီးတယ်နော်ဆိုတော့ မိုးရသည်ဗျာရခိုင်မှာဆိုရင်ဒီအချိန်မှာတိတဲ့အတိုင်းပဲတွားရလာရဆက်တွေ့ခက်ခဲတဲ့ကြားတွေကနေပြီးတော့အာရခတ်တတော် AC ကိုစစ်တင်နဲ့တွားတတ်ဖို့လူငယ်တွေကိုမြေပုံမြို့နယ်ဒေသခံတွေကရခိုင်စီရော်ကြီး TV မင်္ဂလာစီရော်နဲ့လိုက်ပို့တာဒါပါပဲ တိုင်းပြည်ချစ်စိတ်အမျိုးကိုချစ်စိတ်နိုင်ငံကိုချစ်စိတ်အခြေခံသောရခိုင်လူငယ်တွေရဲ့ဆန်းဆောင်မှုကိုကျွန်တော်ဒီနေ့အကုန်ပြုပါတယ်တတူမှာအရကတတော်အေအေရဲ့ဆန်းဆောင်မှုကိုလည်းထပ်တူဂုံပြုရမှာပဲရခိုင်ပြည်သူကရခိုင်ပြည်သူကအရကတတော်အေအေကိုယုံနေလေဒီယုံကြည်မှုရဲ့အရင်းခံကြောင့်သူတို့ရဲ့အားကိုးရာသူတို့ရဲ့ ရှေ့ဆောင်လမ်းပြမဲ့သူဟာအာရခတတ်တော်အီရဲ့တမူးတမင်းကြီးဖြစ်တယ်ခေါင်းဆောင်ကြီးဖြစ်တယ်ဆိုတာယုံကြည်လက်ခံပြီးလူငယ်တွေကတပြိုင်နက်သူတို့နောက်တကောက်ကောက်ပါအောင်လိုက်ကြတယ်လိုက်လာတဲ့လူငယ်တွေကိုလည်းစနစ်တကျနိုင်ငံရေးသိပ်ပံတန်တန်းတွေဖွင့်ပြီးနိုင်ငံရေးသိပ်ပံတွေတင်ကြားပေးနေတယ်လို့တိုက်ပွဲတွေမှာလည်းအဆက်မပြတ်တိုက်ပွဲဝင်နေတယ်ဒီနေ့ဆိုရင် Red Ingabu ဆေပြားကုန်းစောင့်စီချင်းရွာ တပ်စခန်းတွေကိုအရကတက်တော်အေးနဲ့ပူပေါင်းတက်တယ်တင်ပိုက်လိုက်ပြီးတင်ပိုက်လိုက်ပြီးတဲ့အချိန်မှာနေမီရှင်းလင်းလောက်ပါတယ်စစ်ကောင်စီအလောင်းနေအပုံနဲ့ထွက်နေတာအပုံလိုက်ပြီးလက်နက်အများကြီးအပုံလိုက်အဲ့တော့လေတောင်းကနေတရဇက်ဘုံကျဲခုကန်တိုက်ခိုက်ပေးမဲ့တော်လိုင်းတက်တယ်သိမ့်နိုင်နေလို့ကျွန်တော်တို့သိရပါတယ်စာစီကုန်းရွာကတော့ထောက်ဝက်လောက်မီးလောက်ပြာကျတယ်အဲ့တော့ မနေ့ကမနေ့ပိုင်းမှာဆိုရင်လေဘကိုတိုင်းအနောက်ချမ်းဗတောင်းတက်နေမှာစစ်တုံးထရက်ကားတွေနဲ့လက်နက်ငယ်ကြီးစံအပြည့်ကိုပသိမ်မုံရွာအလန်းတိုင်းအေယော်ရီတက်ဘက်ကိုစစ်ကူပို့နေတယ်လို့လေအချမ်းရင်းသိရပြီကြောက်ဘူးခြေစအမှတ်ကိုကာဝေးပြီးစက်ကိုကပါစကိုဒါတွေကိုလက်နက်ငယ်တွေအဲ့ကလက်နက်ငယ်တွေကွင်းကောက်အင်ကဘူကိုပေးဝေနေတယ်လို့အချမ်းရင်းသိရတယ်အဲ့တော့အေယော်ရီတိုင်းဟာ အေရီတိုင်းဟာအကတတော်အေဘူဝန်တက်တွေတိန်းကိုတိန်းလိမ့်မယ်ဆိုတဲ့ယူဆချက်ဟာမကယ်လို့လာနေပြီမကွေးမှာရှိတဲ့ကပါဆောက်ရင်းနဲ့ပတ်သက်ပြီးတော့အရခတတော်အေလူရှူထားပါကြောက်ပြူထိုးစစ်ကိုရော ဒီကနေ့ဆိုရင်နောက်ဆုံးသတင်းများအရအမှတ်30ရဲတပ်ရင်းကိုတိမ့်ပိုက်လိုက်ပြီလို့ကျွန်တော်တို့အကြမ်းမြင်သိရတယ်။ဆိုတော့ကျွန်တော်တို့စံပြတတ်တော်ဖြစ်အာရကတတ်တော်အီကိုတတ်မှတ်လို့ရပါတယ်။အာရကလူငယ်တွေဗျာသူရဲ့ခေါင်းဆောင်တွေကိုယုံကြည်ရာကိုကြည်ရင်ကျွန်တော်မြန်မာလူငယ်တွေမြို့ပြကလူငယ်တွေလမ်းပျောက်နေတာတွေခေါင်းဆောင်မဲ့နေတာတွေမျော်လင့်ချက်ပျောက်နေတာကိုတွေးမိရင်စိတ်ထဲမှာတော့ တမျိုးတမိခံစားမိရနော်ဒီလိုပဲဘကိုတိုင်းမင်းလာမှာတိုက်ပွဲဖြစ်နေအဲ့တော့16ရင်းနေပေါ့လွန်ခဲ့သောဇွန်လ16ရက်နေ့မှာမင်းလာအုတ်တွင်းရာကစစ်ကွင်းတာဆောင်ကိုဝင်တိုက်တဲ့အချိန်မှာဒီတိုင်အော်ရီကန်စီမံအုတ်ချုပ်ရေးဆိုတဲ့စီမံမဖွဲ့ဝင်ပေါ့ဗျာဒုတိယဘုံကြီးဇော်မျိုးဝင်း ဘုံမူဖြိုးမင်းဥအဖွဲ့ဝင်တက်တဒတာယဝရိခရရဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နောက်ထပ်တာဝရိခရရဲ့ဒုတိယရေမူကြီးစိုးခိုင်မင်းလာစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘုံမူရန်နိုင်အောင်စစ်တပ်ဘက်ကသူတို့အပါစစ်တပ်က20တည်တယ်ဟိုတလောကစစ်ကွင်းတာဆုံးတိုက်ပွဲမှာဒါနောက်ဆက်တွေ့တယ်စစ်ကွင်းတာဆုံးရေး ဒီလိုသေပြီးတဲ့နောက်မှာတမချက်ချက်တမမှုဘုံမှုချုပ်ဝင်းသူလင်းဝင်းသူလင်းကိုနေပြီးတော့စေယုံကနေပြီးတော့ခလာရတက်ကိုစေလုပြီးမင်းလာကိုစစ်ကြောင်းထိုးခိုင်းတယ်ဘကိုးယုံမှာစစ်စင်ကြီးလှုပ်ဆောင်ခိုင်းတယ်စစ်ကြောင်းတစ်ခုမှအင်အား900နဲ့စစ်ကြောင်း3ခုကိုတမချက်ချက်တမမှုဘုံမှုချုပ်ဝင်းသူလင်းကစီမံပြီးစစ်ကြောင်းထိုးခိုင်းနေတယ်အဲ့တော့ PDF အခြေပြုတ်တဲ့ရွာဆိုဘယ်ရွာမှမချမ်းသာဘူးအကုန်ရှင်းဆိုပြီး ဘုံကျုပ်ဝင်းတူလင်းကအမိတ်ပေးတယ်လို့ကျွန်တော်ကြားသိထားရတယ်။နောက်ရွာတွေကမီးရှို့တယ်လက်နက်ကြီးတွေနဲ့ပြစ်တယ်တွက်ကြရပြည်သူပြစ်တတ်တယ်လေရောင်းနဲ့တိုက်ခိုက်တယ်မင်းလောက်ကိုနေနေရှင်းနေလုံးနေတယ်။အဲ့တော့ဝင်းတူလင်းစစ်တပ်ကဒီအစီအမှတ်စဉ်30ခုကျောင်းစင်မင်းတော့နေမီရှင်းလင်းရမလုံနိုင်လင်တဲ့ယာရုကအနာပေးပြီးထောက်နေထဲ့ပြီလို့စစ်တကဖိအားပေးတာလေ အဲ့တော့ခလာယတစ်ကိုအခြေပြုပြီးဘုံကျုပ်ဝင်းသူလင်းကိုတိုင်စီမံကပ်ကွယ်နေဆိုတော့ဝင်းသူလင်းကိုရောက်အောင်ပြစ်စစ်တဟာစစ်ကြောပြတ်သွားဖို့ခေါင်းဆောင်ကုတ်ကဲအမိတ်ပေးမှုစနစ်ပြဲ့ရင်အဲ့စစ်ကြောပြတ်တယ်ဝင်းသူလင်းကိုရောက်အောင်ပြစ်ဝင်းသူလင်းမင်းပြေးတာမင်းလာကတတ်တော်ကြီးဗမာတတ်တော်လေးမင်းလာမှာရှိတယ်အခြားတတ်တွေအများကြီးရှိတယ်ဘိုးတဲ့နောက်ချမ်းမှာအများကြီးပဲ ဝင်းသူလေးကိုရောက်အောင်ဖြစ်ပါအဲ့တော့လလောဆယ်တော့မင်းလာကိုစစ်ကြောင်းထိုးနေပြီးတော့ခြေရွာ၁၀ခုထပ်မနေမိရှုဖြတ်စည်းနေတယ်လက်နက်ကြီးနဲ့ဖြစ်နေမင်းလာမှာစီရီတော်တော်ကိုပြင်းပြင်းထန်ထန်တင်းမာမှုတွေရှိပြီးသူတွေထောင်နဲ့ချီပြီးထွက်ပြေးနေရတယ်အချိန်ကြီးကအရန်ဆုံးနေတယ်အဲ့တော့ဒီအချိန်မှာဟိုရောင်ရောင်ဒီရောင်ရောင်လောက်ရမယ့်အချိန်မဟုတ်ဘူးဆိုတော့မြေပြင်အခြေအနေတွေကပြဆိုနေတယ်။နိုင်ငံကြီးလူလူရွက်ောက်ပွဲလူလူ ပြေဆုံးဆွေးနွေးရေးလို့လို့လူအခွင့်ရေးလို့လို့ခွဲခွင့်ရေးလို့လို့ရမှာမဟုတ်တော့ဘူးစစ်နိုင်အောင်တိုက်မှာပြည်သူတတ်တာမှာဗျာကျွန်တော်တို့ပြောတာလေမောလာပါဘူးဒါပေမဲ့တချို့တွေကမလုံမရှုံမပြုတ်နေမသိကြအောင်ဆောင်ပြီးလူမြင်ကောင်းအောင်ကြင်ညာချက်ထုတ်လုပ်နေတာတွေကိုတော့ရှင်ထဲမှာတစ်ခါတလေကြာရင် decision နဲ့နာကျင်မိပါတယ် စ်ကြောင်းထိုးလို့စစ်ကြောင်းထိုးတဲ့နေရာတိုင်းမှာဒေသခံထောင်ထဲချီထွက်ပြေးနေတာ။နောက်တော့ဒီဒီတိုက်ပွဲတွေလက်ရှိတိုက်ပွဲတွေမှာဗျူဟာမြောက်တိုက်ပွဲတွေတိုက်ဖို့တော်လိုင်းတက်တွေကိုချန်ပြူပါတယ်။ဗျူဟာမြောက်တိုက်ပွဲကိုမတိုက်နိုင်ရင်နေမျိုးကိုမစိုးမိုးတိုင်းပဲနဲ့ပေါက်ထွက်သွားရင်ဂျွာတွေအကုန်လုံးဖြက်စီးမိရှုခံရတဲ့အခြေအနေမျိုးကိုတွေ့နေရပါတယ်။မင်းလာတို့စစ်ကွင်းတာဆုံးကိစ္စနဲ့ပတ်သက်မင်းလာအမဲခံရတာဖြစ်ပါတယ်။ဒါကြောင့် တကယ်လို့မဝင်ရှင်းမယ်ဝင်ပြစ်မယ်ဝင်ပြီးတော့လက်ရပြတိုက်ခိုက်မှုတွေလုပ်မှာကိုကျွန်တော်တို့ကကြိုးစိုးတယ်စစ်ခွေးမသာတက်ဘယ်နှယောက်တည်တည်ကြိုးစိုးတယ်တိုးတော့နောက်ဆက်တွဲပေါ့ side effect ဘေးထွက်ဆိုးကျိုးတွေကိုချင့်ချိန်တွတ်ဆပေးဖို့ပြည်သူလူထုကိုစားဒီနေရာကနေမြေတားရက်ခံပြရစီပြည်သူလူထုကအတော်လိုင်းရေးဖို့ခိုင်ခိုင်မာမာရက်တည်တဲ့ပြည်သူတွေရှိတယ်လို့ကိုလိုမကူစားရပြီးအတွေးခေါင်းတဲ့ပြည်သူတွေလည်းရှိတော့တော်လိုင်းရေးအပေါ်မှာနားလည်မှုလွဲမှာစိုးရိမ်လို့ပါ စစ်တပ်ကလည်းဒီလိုပဲ PDF တွေရှိလို့အဲ့ကြွားကိုငါတို့မီးရှို့တာ PDF တွေရှိလို့မင်းတို့ PDF ကိုလက်ခံရင်ဘယ်လိုဖြစ်မလဲဘယ်ကဲ့သို့ဖြစ်မလဲဆိုပြီးပြည်သူနဲ့တော်လိုင်းပြည်သူနဲ့ PDF အမြဲတမ်းသွေးကွဲတတ်ရှုံနေတာကိုလည်းမမေ့သင့်ပါတိုက်မဲ့တော့အပြတ်တိုက်အကုန်ပိတ်ထားဘီဝါမြောက်စစ်စစ်ဝင်လန်းထွက်လာအကုန်ပိတ်ဆို့ကြွားကပြည်သူတွေကိုကာယံဘေးလို့ရအောင်ပို့ပြီးမှတိုက်ပွဲဆင်ွယ်နေစေချင် လေးနှစ်ကျော်ငါးနှစ်တာလာကာလာရောက်လာပြီခင်ဗျာကျွန်တော်တို့အမျော်မြင်ကြီးကြီးနဲ့ဖြူဝမြောက်စစ်စင်မှုကိုဆောင်ရွက်တင်ပါပြီအဲ့တော့ထပ်ပြီးတော့ဒီကနေ့ရွှေဘူမှာမနေ့ကကျွန်တော်သတင်းတွေကြားတယ်ရွှေဘူကလမ်းတွေကိုဖျက်တောက်လိုက်ပြီးတော့စစ်ကြောင်းထုတ်ဖို့ပြင်နေတယ်ဆိုတဲ့သတင်းတွေကြားတယ်ကြားပြီးတကလားဒီကနေ့မှာရွှေဘူတပ်တွေဟာဥအောင်စေရ နော်ဦးအောင်စီရရဲ့မြေအောင်မြေရွှေဘူးဟင်းသာကြီးပြူရွာတက်စခန်းသုံးခုရွှေဘူတက်တွေပူပေါင်းတက်တွေတော်လိုင်းတက်တွေအကုန်လုံးတပြိုင်တည်းဝင်တိုက်ပါလေဒီပြူဝါတွေမှာအင်အား90ကျော်ရှိတယ်ဖက်စစ်တပ်စစ်သားများ ਨੇ ပြူ ਨੇ နှစ်ခုပေါင်းပြီးအထိုင်ချတက်ဆွဲထားတယ်၃နေရာကိုတပြိုင်တည်းဝင်တိုက်တယ်အဲ့ဒီပြူဝါတွေကဘန်ကာ၅ခုကိုဖြိုချပလိုက်တယ် ကြောင်မြောင်းခမရစနစ်ရွှေဘူခလိုက်ရ40နှစ်တော့ကနေဟော်ဝီဇာတွေနဲ့လမ်းပစ်တယ်လို့ကျွန်တော်တို့အကြမ်းမြင်သိရတယ်အဲ့တော့ရွှေဘူပတ်ကပ်ဖတ်ဦးဆောင်ပြီးပူပေါင်းတက်တွေတိုက်ပွဲဝင်ခဲ့ပါတယ်အဲ့ဒါပေါ်မှာစစ်တုံးမှ78ဦးဖမ်းပြီးပေမဲ့ကလေးငယ်အမျိုးသမီးတက်ကြီးရွယ်ကိုဖြစ်တာကြောင့်စီအချီနေလုံးလုံးကြီးအချီနေကြောင့်ဘေးလွတ်ရောက်ပြန်လွတ်ပေးလိုက်ပါတယ်တိုက်ပွဲမှာ ရဲဘော်နှစ်ဦးကြာဆုံးခဲ့ပါတယ်ပကဖရဲဘော်ပါရွှေဘူပကဖတကယ်တိုက်တဲ့ပကဖရဲဘော်ကိုကြာဆုံးသွားပါတယ်ကလေးကောင်းရည်အလေးနဲ့တော့တနတ်တွေကင်ပြီးပြီသူကိုနှိပ်စက်တဲ့ပကဖမဟုတ်တဲ့ရွှေဘူပကဖနှစ်ဦးကြာဆုံးခဲ့ပြီရွှေဘူပကဖရဲဘော်လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်အဲ့တော့ဒါချီဒီတိုက်ပွဲဆင်နွှဲခဲ့တာဟာရွှေဘူမျိုးနဲ့ပကဖတာဝန်ခံရဲ့ကဲမှုပြီရွှေဘူပကဖပါတယ် တိုက်နေနေ3လေးပကပအဖွဲ့ကြီးပကပတိုက်ခိုက်ကြီးပူပေါင်းအဖွဲ့ကြီးရွှေကိုခက်ရိုက်ပကပတိုက်ခိုက်ကြီးအဖွဲ့ကြီးရေဦးပကပဒီဘက်ကြီးပကပအဲစအစတိဖြစ်ပေါ့နော်တိုက်နေငါပကပဒရုန်းတပ်ဖွဲ့ပကပတွေပဲတိုက်တယ်ကိုအကြမ်းမြင်သိရဆိုတော့ပကပရီဟာပိဒုကဝေတ PDF တွေပူပေါင်းပြီးတော့ဗျူအမြောက်စစ်ကြောင်းနေတဲ့တိုက်ပွဲဝင်နိုင်တော့ပိုကောင်းနိုင်မယ် ်ဘဂဝကတသက် PDF ကတသက်ဆိုတာကျွန်တော်စိတ်ထဲမှာမယိုးမယွာကြီးခံစားနေရတယ်